င်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရခိုင်ဒေသနဲ့ဆက်ဆက်နေပြည်တော်စစ်တပ်နဲ့တိုက်ပွဲတွေပြင်းထန်နေချိန်အာဆာနဲ့ RSO တွေရဲ့တိုက်ခိုက်မှုတွေကြုံနေရပြီး နိုင်ငံတကာနဲ့ဘင်္ဂလားဒေ့ရှ်ကထိန်းသိမ်းစောင့်ကြပ်မှုအတွက် AA ကတောင်းဆိုပါတယ်။ကျုံပြော်မျိုးနယ်မှာလှေနဲ့သွာလာနေတဲ့လူငယ်တွေကို အင်းတကြီးတွေကငါးခိုးဖမ်းတယ်ဆိုပြီးစွဆွဲဖမ်းစီကောင်စစ်တပ်စီကိုငွေကျပ်၃00ကျော်နဲ့စစ်မှုထမ်းမှုရောင်းစားလိုက်တဲ့တဲ့ရင်အပါအဝင်ညနေခင်းတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ဒေသနဲ့ဆက်ဆက်နေမိတွေမှာစစ်တပ်နဲ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေခြင်းအာစာရဲ့တိုက်ခိုက်မှုတွေကြုံနေရတယ်လို့အာရခတ်တတော် AA ကစက်တင်ဘာလ29ရက်နေ့မှာထုတ်ပြန်ပြောဆိုပါရယ် ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကနေစတင်ပြီးအာစာအဖွဲ့ကရခိုင်ပြည်မောင်းတိုမြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်56နဲ့59အကြား0.618ဂုံးမှရှိတဲ့အေးနေဆက်လုံကြုံရေးတပ်စခန်းနဲ့အခြားစခန်းဖြစ်တဲ့ဒုံညိုစခန်းကိုသိမ်းပိုက်ဖို့ရည်ရွယ်ထားတဲ့တိုက်ခိုက်မှုမျိုးပြုလုပ်မဲ့အရေးလက္ခဏာတွေကိုဇက်တိုက်တွေ့ရှိလာရပြီးစက်တင်ဘာလ16ရက်နေ့ညနေ4:12မိနစ်အချိန်ကနေစတင်ကောင်း point 6ဝတ်တစ်စခန်းကိုအာစာကစတင် တိုက်ခိုက်ခဲ့တယ်လို့ AA ကဆိုပါတယ်။အာစာက point 6ဝတ်တစ်စခန်းရဲ့ပထမအဆင့်ရှိတဲ့မိမိတို့အသုံးမပြုတဲ့အဆောင်ပြက်တွေနေရာကိုအင်အားအနည်းငယ်ခိတ္တဝင်ရောက်နိုင်ခဲ့ပေမဲ့ AA ရဲ့တံပြန်ထိုးစစ်ခုခံစစ်တွေကြောင့်အာစာတပ်ဖွဲ့က၄ရက်မြောက်နေ့မှာအတုံးလိုက်ထွက်ပြေးသွားတယ်လို့သိရပါတယ်။ဒါအပြင်ထွက်ပြေးသွားသူတွေကိုလိုက်လံရှင်းလင်းချိန်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။စတေမာလ29ရက်နေ့အထိအေအေနဲ့အာစာအဖွဲ့တို့ကြား point 6ဝက်တိစကန်ပတ်ဝန်းကျင်အပြင်ထွက်ပြေးသွားတဲ့အာဆာအဖွဲ့ဝင်တွေနဲ့နေရ6ခုမှာထိတွေ့တိုက်ခိုက်မှုစုစုပေါင်း12ကြိမ်အထက်ဖြစ်ပွားခဲ့ပြီးအာဆာတပ်ဖွဲ့ဝင် အလောင်းတချို့စစ်သုံးဆောင်တွေနဲ့လက်နက်ခဲယံတွေကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအပြင်ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့မနက်9နာရီခန့်အချိန်ဘင်္ဂလားဒေ့ရှ်အာရခနေဇက်ကာလန်ဘင်္ဂလားဒေ့ရှ်ဘက်အချမ်းမှာချုံကိုနေရယူထားတဲ့အာဆာတပ်ဖွဲ့ရဲ့ချုံကိုတိုက်ခိုက်ခဲ့မှုကြောင့် အေတပ်ဖွဲ့ဝင်တွေတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။အာဆာအဖွဲ့မှာဘင်္ဂလားဒေ့ရှ်နေဂျာစောက်တက်ကအရာရှိတချို့ရဲ့ထောက်ခံအားပေးမှုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရရှိထားပြီးစစ်ရေးနဲ့ထောက်ပံ့ရေးအကူအညီတွေကိုအပြည့်အဝရယူထားအောင်သာမကဘင်္ဂလားဒေ့ရှ်နေဂျာစောက်တက်စခန်းတွေအနီးမှာပဲအာဆာစခန်းတွေကိုအခါရမအခြေစိုက်တက်ဆွဲခွင့်ရရှိထားကအဲ့ဒီနေရာတွေကနေတဆင့်ရခိုင်ပြည်အတွင်းကိုဝင်ရောက်လှုပ်ရှားနေတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။ ဒါအပြင်ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နယ်စပ်ဒေသကလက်နက်ကင်တွေအားပြည်သူတွေကိုရရက်ဆက်ဆက်တပ်ဖြတ်က AA uniform တွေဝတ်ပေးပြီး AA တပ်ဖွဲ့ဝင်တွေကြာဆုံးသွားတာလို့ဝါဒဖြန့်နေတဲ့အပြင်ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကလည်းမောင်းတော့နယ်စပ်ကတမန်သားရွာနဲ့ဒုံညိုရွာကရွာသား10ယောက်ခန့်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ AA ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်တခြားမှာနေထိုင်ကြတဲ့ရခိုင်ပါဝင်တခြားသော မျိုးနွယ်စုတချို့ကိုအာစာနဲ့ ISO ကတပ်ဖြတ်တဲ့ဖြစ်စဉ်၃ခုအထက်မှာရှိနေတယ်လို့အေအေက ပြောပါရယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အာစာပါဝင် လက်နက်ကင်တွေခွင့်ပြုထောက်ပံ့ကူညီအားပေးအားမြောက်ပြုနေတဲ့ဘင်္ဂလားဒေ့ရှ်နေကြာဆောင်တက်ကအရာရှိတချို့ကိုအမြန်ဆုံးဖော်ထုတ်အရေးယူသင့်ပြီးအရေးယူထိန်းချုပ်မှုမရှိရင်တော့နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးတို့ကိုထိခိုက်စေနိုင်ကောင် နှစ်ဖက်တင်းမာမှုတွေကိုပုံမှန်မြင့်တက်လာနိုင်တယ်လို့အေအေကသတိပေးပြောဆိုထားပါတယ်။ဘင်္ဂလားဒေ့ရှ်အာရခန်နယ်စပ်မှာအာဆာနဲ့ ISO အဖွဲ့တွေကတကြောပြန်စခန်းပြန်ထားလာတာကြောင့်ရခိုင်ပြည်နယ်ပြည်သူလူထုတရက်လုံးရဲ့လုံခြုံရေးကိုတိုက်ရိုက်ချင်းချောက်စေရုံသာမကဒေသတွင်းနိုင်ငံသားယင်းနှိမ့်မြုံနယ်မှုတွေလာရောက်ယင်းနှိမ့်မြုံနယ်ကြတဲ့နိုင်ငံသားတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုပါတွယ်ဝိုက်ချင်းချောက်နေတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။ဒါအပြင်နိုင်ငံတကာအနေနဲ့လည်းဝိုင်းဝန်းစောင့်ကြပ်ထိန်းသိမ်းပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်းနှစ်ဖက်ပြည်လဲဈေးမဲ့နီလန်တွေကိုအ мян ဆုံးရှာဖွေပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေကိုဦးစားပေးလှုံ့ဆော်တင်တယ်လို့ AA ကထုတ်ပြန်ထားပါတယ်ရှင်အေယဝတီတိုင်းဘက်ကသတင်းကိုကြည်အောင်ပါ အေယဝတီတိုင်းကြုံပြော်မြို့နယ်မှာလေနဲ့သွာလာနေတဲ့လူငယ်တွေကိုအင်းတကြီးတွေကငါးခိုးဖမ်းတယ်လို့ဆွဆဲဖမ်းစီပြီးအကြမ်းဖက်စစ်တပ်စီကိုငွေကျပ်300ကျော်နဲ့စစ်မှုထမ်းဖို့ရောင်းစားနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။အခုလာစတင်မာလာအတွင်းမှာကြုံပြော်မြို့နယ်ရှားကဲကြီးရွာအုပ်စုအင်းတကြီးနိုင်ဝင်းဟာကြီးရွာအုပ်စုအတွင်းနေထိုင်တဲ့ကိုဟိမင်းထက်ကို သူပိုင်ဆိုင်တဲ့အင်းတဲကနေငါခိုးဖမ်းနေဆိုပြီးဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲ့လိုဖမ်းဆီးပြီးတဲ့နောက်မှာလေကိုသိမ်းယူကရှာခဲ့ကြည့်ရအောင်စုပြူစောဒီကောင်းဆောင်လွင်ဦးစီကိုပို့ဆောင်ပြီးအဲ့ဒီကနေတဆင်အထောင်ရဲစခန်းမှာဖမ်းဆီးကောင်ငွေကြေးတောင်းခံခဲ့တယ်လို့သိရပါဗျ။ပေါ်တာဆဲဖမ်းဆီးခံရတဲ့ကိုဟိမေတာငွေကြေးဆင်းရဲသူဖြစ်တာကြောင့်သူတို့တောင်းတဲ့ငွေကိုမပေးဆောင်နိုင်တဲ့အတွက်စစ်မှုထမ်းအပတ်စဉ်စက်ခွန်အတွက်ခါလာရ36ကိုငွေကြက်3000ကျော်နဲ့ရောင်းစားခဲ့တယ်လို့သိရပါဗျ။ ။ရှာခင်းရဖွဲ့အားအင်းအတွင်းဖြတ်သွားဖြတ်လာတဲ့လူငယ်တွေကိုတခိုးဆိုပြီးဆွဆဲကဖမ်းဆီးရိုက်နှက်လေရှိပြီးလူသေးတဲ့အထိဥပဒေမဲ့လှောက်ဆောင်နေပေမဲ့လေအေးယူတာမရှိဘဲအရင်အုပ်ချုပ်ရေးမှူးတိန့်တန်နဲ့အခုစစ်တပ်ကအသက်ခံထားတဲ့အုပ်ချုပ်ရေးမှူးတွေက အကာအကွယ်ပေးနေတာကြောင့်စစ်မှုထမ်းအတွက်လူငယ်တွေကိုပါပေါ်တာဆွဲဖမ်းဆီးပေးတာတွေကိုလှောက်ဆောင်လာတယ်လို့သိရပါတယ်ရှင်။တဘက်ကလိုင်တာယာဘက်မှာလဲအေယာဝတီတိုင်းဘက်ကလို့လှုပ်ဆောင်နေရကို ကြည့်ရအောင်ပါ ရန်ကုန်တိုင်းလိုင်သာယာရှေးပိုင်းမြို့နယ်ရှမ်းကျောင်းကျေးရွာအုပ်ချုပ်ရေးမှုစောကြီးကအဲ့ဒီကျေးရွာမှာနေထိုင်တဲ့လူငယ်သုံးဦးကိုခိုးမှုကျူးလွန်တယ်လို့ဆွဆဲဖမ်းဆီးပြီးတဦးကိုငွေကျပ်390နဲ့စစ်မှုထမ်းလူစားတို့အဖြစ်ရောင်းချလိုက်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်ရဲ့ဆွေမျိုးတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့စတင်မာလာ12ရက်နေ့ကည8နာရီကျော်အချိန်မှာရှမ်းကျောင်းကျေးရွာအုပ်ချုပ်ရေးမှုစောကြီးနဲ့တပည့်လူမိုက်တွေကရက်ွက်ကိုမီးဖြတ်ပြီးနေအိမ်သုံးလုံးကိုဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးတဲ့နောက် လိုင်းတော်ရရွှေလင်းမဆက်မှုဆောင်မှာရှိတဲ့စက်ယုံကအထယ်လေးတွေပျောက်ဆုံးမှုအတွက်တခိုးဆိုပြီးတန်တရားရှိသူတွေကိုလိုက်လံရှာဖွေက လူငယ်သုံးကိုဖမ်းဆီးသွားခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်သုံးဦးမှာဘာခိုးမှုမှမကျူးလို့မဲလက်လုံးလက်စားဝင်ဝင်နဲ့မိသားစုတွေက လူငယ်တွေဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ထိုလူငယ်တွေကိုစေတုံးနေတဲ့သူတွေဆိုပြီးတော့လေအပြင်မှာတည်င်းထုတ်ကလက်ရှိမှာတော့စစ်မှုထမ်းအပတ်စဉ်စက်ခုံကိုအပို့ခံလိုက်ရပြီး သိန်း90နဲ့လူစားတို့ရောင်းစားသွားတယ်ဆိုတာကိုဖုံးဆက်ကမိသားစုကိုအသိပေးတယ်လို့ဖန်စီခံရတဲ့လူငယ်တအူးရဲ့ဆွေမျိုးတအူးကရှင်းပြပါရယ်။အဲ့ဒီအပြင်အုတ်ချုပ်ရည်မှုစော်ကြီးကမကွေးဒေသကနေလာရောက်ပြီးရှမ်းကြောင်ကျေးရွာမှာဆေးဆိုင်နှစ်ခုဖွင့်လင်းလုပ်ကိုင်နေတဲ့စိုင်းပိုင်ရှင်တအူးကိုလည်းလူမှုကွန်ရက်မှာသူ့ရဲ့အကြောင်းတင်တယ်လို့ဆွဆဲပြီးမှတ်ပုံတွေအမှတ်ရှင်းမင်းဆောင်ဖြစ်တာကြောင့် PDF ထောက်ဖို့လို့ဆွဆဲကဆေးဆိုင်တွေကိုဖွင့်ခွင့်မပေးဘဲချိတ်ပိတ်လိုက်တယ်လို့သိရပါရယ်။ လိုင်းတရာရှေးပိုင်းမြို့နယ်ရှမ်းကြောင်ကြေးရွာအုပ်ချုပ်ရေးမှုစောကြီးအား လူမိုက်တွေကိုလက်သက်မွေးမြူပြီးပြည်သူလူထုကိုညှဉ်ပန်းနှိပ်စက်မှုတွေကိုတောက်လျှောက်ဆိုသလိုလုပ်ကိုင်နေတယ်လို့ဒေသပြည်သူတွေကပြောပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့သတင်းကတော့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီဖက်ဒရယ်ရေးရာဝန်ကြီးဌာနဒုဝန်ကြီးဦးချစ်ထွန်းကင်စာရောဂါနဲ့ကွယ်လွန်သွားတယ်လို့အန်ယူဂျီရဲ့သတင်းထုတ်ပြန်ချက်နဲ့သက်ဆိုင်ရာသတင်းရင်းမြစ်ရဲ့ပြောဆိုချက်အရသိရပါဗျ။ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတအူ KNPLF ရဲ့ဗဟိုကော်မတီဝင်လည်းဖြစ် NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးလည်းဖြစ်သူဦးချစ်ထွန်းအောင်စက်တင်ဘာလ25ရက်နေ့ကနိုင်ငံရေးဘဝတာဝန်တွေကိုထမ်းဆောင်ရေးကွယ်လွန်တင်ပသွားတယ်လို့သိရပါတယ်။ဖက်ဒရယ်ရေးရာဝန်ကြီးဌာနဒုဝန်ကြီးဦးချစ်ထွန်းအသေးကင်စာဖြစ်တာကိုသိတဲ့အချိန်မှာကင်စာဆင့်လေးရောက်နေကအသင်စာမြင့်တွေကပြန်ပြီးတော့ကိုတွင်းကလီစာတွေကိုပါထိကုန်တာကြောင့် စစ်စစ်ပြီးလို့တရားချင်းစေကူဖို့လုပ်ရင်းမှာပဲကွယ်လွန်သွားတာပါလို့အချင်းတွေကိုသိရှိထားသောသတင်းရင်းမြစ်ကပြောပါရယ်။ဦးချစ်ထွန်းဟာ2022ခုနှစ်ဧပြီလ16ရက်နေ့ကနေစတင်ပြီးအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီဖက်ဒရယ်ရဲ့အတူဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါရယ်ရှင်။စကိုင်းနယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ စကားနိုင်စကားမျိုးတွေကိုဝင်လာတဲ့တရုတ်ပန်းသီးတွေတင်ဆောင်လာတဲ့ကားတွေကိုစစ်တပ်ကဖမ်းဆီးပြီးတရားမဝင်ကုန်ပစ္စည်းတွေယူမှုနဲ့တရားရုံးတင်အမှုဖွင့်ထားတယ်လို့ဖမ်းဆီးခံရတဲ့ကားသမားတချို့နဲ့နှိစက်သူတွေကပြောပါရယ်စက်တင်ဘာလ20ရက်နေ့ကနေစတင်ပြီးစကားမျိုးတွင်ကိုတရုတ်ပန်းသီးတွေတင်ဆောင်လာကဝင်လာတဲ့ကားစီး20ဝန်းကျင်ခန့်ကိုစစ်တပ်နဲ့ရဲတွေကတောက်လျှောက်ဆိုးသလိုဖမ်းဆီးခဲ့ပြီးရဲ့နောက် စစ်တပ်နဲ့ရင်ပိုင်ရှင်တွေအကြားနားလည်မှုနဲ့တစည်းကိုတင်းတရာလက်ယူလွတ်ပေးဖို့သဘောတူခဲ့ကြတယ်လို့ဖန်စီခံရတဲ့ကာသမာတချို့နဲ့နှီးဆက်သူတွေက ပြောပါရယ်။အဲ့ဒီခါမှာကားပိုင်ရှင်တဦးဖြစ်တဲ့အငိမ့်စားပုံမှုကတရုတ်ပန်းသီးတွေကတရားမဝင်ကုန်မဟုတ်တာကြောင့်သွားရောက်ပြောဆိုဖိအားပေးရာကနေပြဿနာဖြစ်ပွားပြီးပြန်လည်လွတ်ပေးဖို့ကိစ္စပြက်ပြဲသွားခဲ့တယ်လို့သိရပါရယ်။စကိုင်းမြို့နယ်အခြေစိုက်စစ်တပ်နဲ့ရဲတွေကတရုတ်ပန်းသီးတွေတင်ဆောင်လာတဲ့ကားတွေအားလုံးကို တွင်းကုန်ပို့ကုန်ဥပဒေပုံမှရှင်းနဲ့အမှုဖွင့်လိုက်ပြီးကားတွေကိုလည်းတင်စီထားကောင်းရင်မောင်းနဲ့ရင်နောက်လိုက်တွေအားလုံးကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။တရုတ်ပန်းတွေကိုတည်ယူလာတဲ့ကားသမားတွေနဲ့ရင်နောက်လိုက်တွေကိုစစ်တပ်နဲ့ရဲတွေကဆွဲဆိုထားတဲ့တွင်းကုန်ပို့ကုန်ပုံမှရှင်းအားထောင်တန်း၃နှစ်ထက်မပိုသောထောင်တန်းကိုဖြစ်စေငွေတန်းကိုဖြစ်စေဒန်နီယယ်စလုံးကိုဖြစ်စေချမှတ်နိုင်တယ်လို့ပြထန်းထားပါတယ်ရှင်။ရှမ်းပြည်နယ်ဗမာတော့ရှမ်းပြည်နယ်မိုင်းလုံးမြို့ပန်တပြေရွာကို အကြမ်းဖက်စစ်တပ်ကလေနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ဖုံးကြီးကျောင်းနဲ့နေအလုံး20ပျက်စီးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။မနေ့ကစတေမာလာ28ရက်နေ့ညနေ4နာရီကျော်ခန့်မှာမိုင်းလုံမျိုးပန်းတပြေကြီးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲလေနဲ့ပေါင်900ပုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ပန်းတပြေရွာမှာရှိတဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာ ဖုံးကြီးကျောင်းနဲ့နေအလုံး20အထိမှပျက်စီးခဲ့ရပါတယ်။အဲဒီလိုမျိုးပဲစတေမာလာ26ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲရည်ရွယ်ချက်ရှိရှိပါပုတ်ကြီးရွာကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်အသက်62နှစ်အရွယ်မျိုးသားတဦးပွဲချင်းမိသေဆုံးခဲ့ပြီးနေတရင်လည်းထိမှပျက်စီးခဲ့ရပါတယ်။အကြမ်းဖက်စစ်တပ်ဟာကြောင်မဲတီဘောနဲ့မိုးကုံမြို့နယ်အတွင်းကိုလေကြောင်းလက်နက်ကြီးအသေးခံဒရုန်းတွေနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်တာကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီးအမျိုးသားတဦးအမျိုးသမီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေအလုံး20စာတင်ကျောင်းတကျောင်းဖုန်းဝင်ကျောင်းတကျောင်းကျောင်းဆောင်တကျောင်းကားတစီဘုံစားထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စည်ရေးတည်အမြဲရှိရန်လိုအပ်ပြီးလေကြောင်းရံကနေကာကွယ်နိုင်ဖို့ကိုလေလေကြောင်းရံကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNN တွေကထုတ်ပြန်ထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်ထဲမှာတောင်ပြိုကျမှုတစ်ခုအတွင်းစစ်ပေးရှောင်စခန်းတစ်ခုမြေကြီးအောင်နစ်မြုပ်သွားပြီးစစ်ပေးတိတ်ရှောင်နေသူ၁၀ယောက်သေဆုံးသွားခဲ့တယ်လို့တနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA ကထုတ်ပြန်ထားပါတယ်။တောင်ပြိုကျမှုဖြစ်စဉ်အတွင်းသေဆုံးသူ၁၀ယောက်ထဲကအသက်၂၂နှစ်အရွယ်အမျိုးသားတဦးရဲ့ရေဝလောင်းကိုသာရှာဖွေတွေ့ရှိခဲ့ပြီး၉ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ DSNDA ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားပြန်ကပြောပါရယ်။ မိုးတဲထန်စွာရွာသွန်းပြီးမြေပြိုမှုကြောင့်တည်ဆုံးမှုများရှိခဲ့သလိုလက်ရှိအချိန်မှာကြံရှိတဲ့သူတွေအတွက် နေရာထိုင်ခင်းကျန်းမာရေးပြင်အစားအသောက်အခက်အခဲမျိုးစုံရင်ဆိုင်နေကြရတယ်လို့သူကပြောပြပါဗျ။စစ်ကောင်မရှင်တက်စစ်ကြောင်းတွေကိုကြောက်လန့်ပြီးကျေးရွာမှာနေထိုင်တဲ့ပြည်သူတွေအားတောတောင်တဲ့ပုံရှောင်နေရတာကြောင့်အခုလိုတောင်ပြိုကျမှုမှာတည်ဆုံးခဲ့တာလို့လည်းရဲဘော်ကြပြန်ကရှင်းပြပါဗျ။ဩဂတ်စကစပြီးရွာငံမြို့နယ်ကိုစေအောင်စုကစင်အောင်အလုံးအင်းနဲ့ထိုးစစ်ဆင်လာပြီး စစ်ပေးရှောင်တွေနေထိုင်တဲ့မင်းပလောင်ကြီးရွာကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တာတဲတွေကိုမီးရှို့ဖျက်ဆီးလုပ်ခဲ့တဲ့အပြင်ညောင်ပင်သာရွာကြောက်တော်ရွာတို့ကိုလည်းလေကြောင်းနဲ့ပုံကျဲခဲ့တာနဲ့ဟောင်းဝစ်စာနဲ့ပစ်ခတ်ခဲ့တာတွေရှိတယ်လို့သိရပါတယ်ဒါအပြင်တည်ဆုံသွားတဲ့စစ်ပေးရှောင်တွေထဲမှာအသက်တနှစ်ခွဲအရွယ်ကစားလို့ကလေးငယ်တွေနဲ့အသက်60ကျော်အရွယ်တွေလည်းပါဝင်တယ်လို့သိရပါဗျ။ အဲ့ဒီအပြင်2025ခုနှစ်ဧပြီလကထုတ်ပြန်ခဲ့တဲ့ရှမ်းလူအခွင့်ရေးမန္တလေးအဖွဲ့စီရင်ကန်စားမှဓနုဒေသအတွင်းစစ်ကောင်စီတပ်ရဲ့ပုံမပြင်းထန်လာတဲ့ညှဉ်းပန်းနှိပ်စက်မှုတွေအထူးသဖြင့်မီးရှို့ဖျက်ဆီးမှုတွေကြောင့်နေရစုခွာထွက်ပြေးသူတထောင်ကျော်ရှိလာပြီးဆင်းရဲဒုက္ခများစွာကိုကြုံတွေ့နေရပေမဲ့လူသားချင်းစာနာမှုအကူအညီတွေလုံးဝမရသလောက်နှီးပါဖြစ်နေတယ်လို့လည်းဖော်ပြထားပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ